အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ်သက်တဲ့အားလုံးလည်းမင်္ဂလာပါ Manchester United အသင်းရဲ့နီးပြရာထူးအတွက်အခု club ဘက်က Ruben Amorim အတွက်ပေါ့လေအခုလောလောဆယ် so far သူတို့ decision တခုချတယ် Athletic Report မှာလည်းဖော်ပြထားတယ်အဲ့ report ရဲ့ဖော်ပြချက်ရဆိုရင် Ruben Amorim ကအခု Sunderland နဲ့ကံပဲဒါကျွန်တော်တို့အခုစနေနေ့ဒီညနေ3:00နာရီမြန်မာစံတော်ချိန်ည6ခွဲပွဲစဉ်မှာတောင်မှ Ruben Amorim နေနဲ့ ရလက်ဆိုပြီးတော့ရှုံးနိုင်ခဲ့ရင်တောင်ကလပ်ဘက်ကသူ့ကိုဆက်ပြီးထောက်ခံပေးသွားမယ်လို့ဆိုထားတယ်။ဆိုတော့ Ruby Amaro ကို Manchester United ကနီးပြအပြောင်းလဲလုပ်ဖွယ်ရှိတယ်လို့တောက်လျှောက်သတင်းတွေတက်နေသည့်ထိုင်အောင် Sergeant Radcliffe နဲ့ဘိုးဘွဲ့တောင်ရှိသူတွေက Athletic Report ရဆိုရင်တီကြပေါက်ရာတီကုန်ထိဆက်ထားဖို့စဉ်းစားထားတယ်။သူ့ကိုထုတ်ရင်ယောက်ကြီးငွေက12တန်းထိရှိမယ်။ Man United ကသူ့ကိုထုတ်တာထက်နီးပြအပြောင်းလဲတွေကိုလှောက်တာထက် ဆက်ထိန်ထားပြီးတော့ပဲလက်ရှိချင်းဒီကိုအတူတကွဖြတ်တန်းပြီး तू tendis around ဖြစ်အောင်လက်ရှိဖြစ်ပြက်နေတာတဲ့အားလုံးကို तू အပြောင်းလဲလုပ်ပြီးတော့ပြောင်းလဲမှုနဲ့အတူပြန်လာနိုင်မယ်လို့သူတို့ယုံကြည်နေတယ်ဆိုအဲ့အတွက်ကြောင့်အခု ဒါ Ruby Amron ကအခု Sunderland နဲ့ပွဲမှာရလဒီကောင်းသည်ဖြစ်စီဆိုးသည်ဖြစ်စီဒါပေမဲ့ Sunderland နဲ့ပွဲမှာတော့မသူကဘာပြောလဲဆို Sunderland ကအခုခြေစွမ်းထက်နေတယ်ဒီပွဲက tough game ဖြစ်တယ်ဘာညာနဲ့ပြောတာအမှန်တိုင်းပြောရင်ဗျာ United ရဲ့ assistant တန်းလေဆိုအိမ်ပွဲမှာ Sunderland ကိုနိုင်ငူနိုင်ရမှာဗျာ Max Wing game နိုင်ငူနိုင်နိုင်လဲနိုင်ငူနိုင်ရမယ်ပွဲမျိုးဒါပေမဲ့ तू อ่ะไอ้ปวยอ่ะบลาวดิคักแก้เจ้านี่บาย press conference มาပြောပြီးတော့အဲ့ဒါတို့ကျွန်တော်တိတ်တဘောမကြဘူးဒါကတော့ထားပါတော့ तू ပုံမှန်တိုင်း format နေနဲ့ပြောနေလဲပြောပေါ့လေဒါပေမဲ့ အခုလောလောဆယ်မှာစာချင်း Redcliffe နဲ့ဘုတ်ဖွဲ့တောင်ရှိသူတွေက Ruben Amorim ကို Amorim ကိုယုံကြည်မှုပေးထားပြီး Sunderland နဲ့ပွဲပြီးလို့ရလက်ဆိုးခဲ့ရင်လေကလပ်မှာဆက်ထားမယ်ဆိုတဲ့သဘောအဲ့နေရာမှာဟိုတနေ့က Gareth Southgate က Manchester United နီးပြရာသူကိုစိတ်ဝင်စားဘူးဆိုပြီးတော့ Daily Mirror မှာဖော်ပြလိုက်တယ် ဒေးလီမန်နာမှာပေါ်ပြတယ်လို့ပို့မှာပေါ်တယ်။စောက်ခဲ့တော့ရှင်းတယ်အင်္ဂလန်ကနေနားပြီးခဲ့ကသူ့ကိုစာပွဲတွေပဲပေးပြီးတော့ဥရောပဘောလုံးပွဲချုပ်ယူရီဖာရဲ့ဒါဘယ်လိုပြောမလဲအမှုဆောင် something like that အဲ့လိုပုံစံမျိုးနေပေါ့လေပါဝါကြီးတဲ့ပုံစံမဟုတ်ဘူး independent ပုံစံဖြစ်တယ်အဲ့လို role တစ်ခုကိုသူယူထားတယ်ဒါပေမဲ့ကျွန်တော်ဘာမှမလုပ်ဘူးသူအေးအေးဆေးဆေးပဲဆိုတော့သူကနီးပြလောကတွေကိုပြန်မဝင်ချင်ဥမာ Javi Hernandez လဲသူနီးပြလောကတွေပြောင်းဖို့တွေးဝေနေတယ် နောက်ယာဂန်ကလော့ဆိုပြန်ကိုဝင်တော့ဘူးဇီနီဒီဇီဒန်ဆိုလည်းအချိန်အကြာကြီးဖြစ်လာပြီအဲ့လိုပုံစံနဲ့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အခုလောလောဆယ်မှာဆောက်ကိတ်က United ကိုငင်းတယ်သူမလာဘူးဆိုမန်ချက်စတာယူနိုက်တက်နဲ့ဆောက်ကိတ်နဲ့မဖြစ်တော့ဘူးဂျာဗီကယူနိုက်တက်နီးပြရာထူးကိုမျောလင့်ထားတယ်ဒါပေမဲ့အခုလောလောဆယ်မှာဂျာဗီကိုလည်းယူနိုက်တက်ကမစင်စားထားဘူးဆိုတော့ question ကမန်ချက်စတာယူနိုက်တက်ကလက်ရှိနီးပြအနေနဲ့ပဲသူတို့ခီးဆက်သွားမလား ဆိုတဲ့အချက်ပဲဆိုတော့ athletic ရဲ့ report ရဆိုတော့ united ကဘလူးချီနေဖြစ်ဖြစ် ruben amron နဲ့ရှေ့ဆက်မယ်ဆိုတဲ့သဘောပဲပြောင်းလဲလုပ်ရင်တော့မှနောက်ရာသီမှပဲလုံမလား maybe january မှလုံမလားဆိုတဲ့ပုံစံမျိုးလေးတစ်ခုခုသူတို့စဉ်းစားကောင်းစဉ်းစားတယ်ဆိုတော့သူလိုချင်တဲ့ truth တွေကိုသူတို့ထပ်ပေးမယ်တကယ်လို့အဲ့ဒါမှအဆင်မပြေတော့ဘူးနောက်တဲ့ international break မှာတော်တော်ကြီးဆိုးပြီးတစ်ခုခုတစ်ခုထပ်ပြီးဆိုးသွားပြီဆိုရင်တော့သူတို့တမျိုးစဉ်းစားနိုင်ပေမဲ့အခု first international break နှစ်ခုအပြီးမှာတော့ amron ကိုသူတို့ pass ပေးလိုက်တဲ့သဘောပဲ။ ဆိုတော့သူတို့ဘက်ကလည်းအရင်စဉ်းစားတာဗောလေငါတို့အချိန်ချင်းနီးပြတွေကိုထုတ်တယ်ရိုချင်းငွေတွေပေးတယ်ဒီနီးပြအစ်စ်ကိုခန့်တဲ့ခါမှာလေအိုက်ကလပ်ကိုရိုချင်းငွေပေးပြီးခေါ်ရတယ်ဒီချက်တွေအားလုံးကိုစဉ်းစားပြီးတော့ပတ်စံတွေထက်ထဖြုံးပြီးတော့ဖြစ်တာတဲ့စာရင်မထူးတော့ပါဘူးကွာဒီကောက်ကိုပဲငါတို့ရာသီကုန်တိပေးကင်လိုက်မယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါလည်းဖြစ်နိုင်တယ်အဓိကတော့သူတို့ထောက်ရင်ကျွန်တော်အားလုံးပြောပြီးသားသိပြီးသားဆက်နှစ်တန်းပေးရမယ် ဆန်ဒန်းလဲ United ကမပေးချင်တာလဲပါတာဗောလေဆန်ဒန်းလဲမပေးချင်တဲ့အချက်တစ်ချက်လဲပါတယ်အဲ့အချက်ကလည်းတော်တော်လေးစဉ်းစားစရာဖြစ်တယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့ဒီဆန်ဒလန်နဲ့ကမ်မဲ့ပွဲမှာရလက်ဆိုးရင်တောင်မှရူပင်အမ်ဘရွန်တေချာပေါက်ဆက်ရှိမယ်ဆိုပြီးတော့စာဂျင်ရက်ကလစ်ဖိုကပေါ်ပြထားတယ်ဆိုတဲ့အကြောင်းကိုအက်သလက်တစ်ကပေါ်ပြတဲ့အတွက်ကျွန်တော်ထင်တော့သူဘာပရက်ရှာမှမရှိပဲသူကာလိမ့်မယ်ဒါပေမဲ့သူကတော့ပြောပြသားသူ့ရဲ့မူနဲ့စစ်စတာကိုမပြောင်းဘူးဆိုတော့ကျွန်တော်3ဘတ်နဲ့ပဲထပ်တွေးရပြီးတော့အဲ့ဆန်ဒလန်နဲ့ပွဲအပြီးမှာ ဘလို့ reaction တွေဆက်တွေ့ရအောင်လဲဒါပေမဲ့တေးကြတာတော့ Oliver Glasner တို့ Javi Hernandez တို့ now တစ်ဖက်ကဒီထိတ်တန့်နီးပြတယ်ဗောလေဥမာ Roberto De Savi ဆို United နီးပြရာသူစင်းနေမှာပါတယ် now Marco Silva တို့ Adoni Iraola တို့ဒီလိုနီးပြတွေရှိတယ်ဒါပေမဲ့ကလောလောဆယ်အနေထားရတော့ Amron Tejabau ဆက်ရှိမယ်ဆိုတဲ့သဘောတရားကိုဒါ Athletic ကဖော်ပြထားတာပါအားလုံးကျေးဇူးတင်ပါတယ်